တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးလက်မှတ်ရေးထိုးနိုင်မှုအတွက်အစိုးရညဉ့်ဉန်းရေးလုပ်ငန်းကော်မတီနဲ့တိုင်းရင်းသားအဖွဲ့တွေရဲ့အပြစ်ခတ်ရစဲရေးဆိုင်ရာညှိနှိုင်းအဖွဲ့ NCCT တို့ရဲ့ခုနှစ်ကြိမ်မြောက်ဆွေးနွေးပွဲကိုဒီကနေ့ပြန်ပြီးကျင်းပခဲ့ပါတယ်။ဒီကနေ့ဆွေးနွေးပွဲမှာတနိုင်ငံလုံးအပြစ်ခတ်ရစဲရေးစာချုပ်မူကြမ်းမှာပါဝင်တဲ့အချက်တွေအားလုံးကိုအပြစ်သက်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ RFA ဝိုင်းတော်သားကိုချေကတင်ပြထားပါတယ်ရှင်။အစိုးရနဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေဟာတနင်္ဂနွေလုံးအပြစ်ခတ်ရစဲရေးမူကြမ်း NC မှာပါဝင်တဲ့အခန်းခုနှစ်ခန်းလုံးကိုဒီကနေ့သဘောတူညီနိုင်ခဲ့ပြီဖြစ်ပါတယ်။မနေ့ဖန်မှာ NCA စာချုပ်မူကြမ်းထဲမှာပါဝင်တဲ့အချက်တွေကိုအချောတက်ဆွေးနွေးသွားမှာဖြစ်ပြီး UPWC နဲ့ NCCD ခေါင်းဆောင်တွေကစာချုပ်မူကြမ်းကိုသဘောတူလက်မှတ်ရေးထိုးသွားမှာဖြစ်တယ်လို့ဦးလမောင်ရွှေကပြောပါတယ်။ခန်းမောင်းခုနှစ်ခန်းနဲ့အပိုက်ပေါင်း33ပိုက်နဲ့အပိုက်ငယ်ပေါင်း86ခုပါပါတယ်။အဲ့ဒါကိုကျွန်တော်တို့ စစ်အားလုံးကိုနှစ်ဖက်သဘောတူနိုင်ခဲ့ပြီဖြစ်တာကိုလည်းကျွန်တော်ဒီမှာအသိပေးလိုပါတယ်တော့နှစ်ဖက်ကောင်းဆောင်တွေရဲ့ဟိုသဘောတူဆုံးဖြတ်ချက်အရာဒီနေ့ဆွေးနွေးပြီးတဲ့အကုံသဘောတူတာတွေကိုလက်ဖြန့်မနေ့ဆယ်နိုင်မှာနှစ်ဖက်ကိုယ်တိုင်အဖွဲ့ပြန်တွေ့ပါမယ်သဘောတူထားတဲ့အချက်တွေအားလုံးကိုပြန်ပြီးတော့ကျွန်တော်တို့ clarify လုပ်မယ်အစည်းအဝေးတန်းတွေကိုပြန်ကြည့်ပြီးရင်လက်ဖြန့်မှာကျွန်တော်တို့ဒီသဘောတူညီချက်ကိုပနာမပေါ့နော်ခေါင်းဆောင်တွေအစ်စ်မှာကျွန်တော်တို့သဘောတူညီချက်ကို ကျမ်းပေါ့နော်ဒီမှာသူသားเจ้าကိုကျွန်တော်လက်မှတ်ရေးထိုးပါမယ်ဒီဒီချင်းဆွေးနွေးပွဲကရလာတဲ့သဘောတူညီချက်တွေကိုတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေရဲ့ထိပ်သီးဆွေးနွေးပွဲမှာတင်ပြသွားမှာဖြစ်ပြီးအဲ့ဒီတိုင်းရင်းသားခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲတွေကိုလာမယ့်ဧပြီလမှာဆွေးနွေးသွားမယ်လို့သိရပါတယ်ဒါပေမဲ့ဒီဒီချင်းဆွေးနွေးပွဲဟာတနိုင်ငံလုံးအပြစ်ခတ်ရစရေးစာချုပ်ချုပ်ဆိုနိုင်မှုရာဂိုင်းနှုံပြည့်နီးပါးနီးစပ်နေပြီလို့ဦးနိုင်ဟန်သားကပြောပါတယ်ဒါပေမဲ့နည်းနည်းတော့ပြောရအောင်မယ် ဒီတနိုင်ငံလုံးအပြစ်ခတ်ရဆက်ရေးလက်မှတ်ထိုးဖို့အဆင့်ဆိုတဲ့ဟာမှာကျွန်တော်တို့ NCCT အဆင့်နဲ့အဆုံးပြပေးလို့မရသေးဘူးဗျကျွန်တော်တို့ကအဖွဲ့ပေါင်းစုံရဲ့ထိပ်သီးခေါင်းဆောင်တွေကိုဖိတ်ခေါ်ပြီးတော့မှအစည်းအဝေးလုပ်ရမယ်အဲ့ဒါမှတင်ပြရမယ်သူတို့ကနေပြီးတော့မှအဆုံးပြပေးရမယ်သူတို့ဥမာသူတို့ပြင်ချင်တာဖြည့်ဆွတ်ချင်တာရှိကောင်းရှိနိုင်မှာပေါ့ဗျာနော်အဲ့သူတို့ရဲ့တင်ပြမှုတွေနဲ့တစ်ဖက်ကသူတို့ရဲ့အတီးပြမှုကိုရပြီးတော့မှ တရားဝင်သူတို့ကိုယ်တိုင်လက်မှတ်ထိုးဖို့ဖြစ်ပါတယ်အဲ့ဒါလိုရည်ရွယ်ထားပါတယ်နော်အဲအခုကတော့ဒီနှစ်ဖက်တာဝန်ယူပြီးတော့ဗောလေဒါအစိုးရဘက်ကလည်းပြောမယ်ဆိုရင် UPWC ကတာဝန်ယူရတယ်တိုင်းသာလက်နက်ကိုင်တော်လန်ရေးအစုဘက်ကလည်းကျွန်တော်တို့ NCCT ကတာဝန်ယူရပါဗောဗျာတနိုင်ငံလုံးအပြစ်ခတ်ရဆေးရေးစာချုပ်ချုပ်ဆိုပြီးတလအတွင်းမှာတက်နေရချထားရေးနဲ့နှစ်ဖက်တက်တွေကိုလေလာစောင့်ကြည့်မဲ့ကော်မတီတွေဖွဲ့စည်းသွားမှာဖြစ်ပါတယ် အဲ့ဒီမှာခုနမေးတဲ့မေးခွန်းပေါ့နော်ဒီမနေ့ကျွန်တော်တို့စပြီးတော့ဆွေးနွေးတဲ့ချိန်မှာအဲ့ဒါချက်နဲ့ကျွန်တော်တို့စပြီးတော့ဆွေးနွေးတာဖြစ်တယ်အဲ့ဒီအာလူတိစုဆောင်ခြင်းကိစ္စအဲ့လူတိစုဆောင်ခြင်းကိစ္စကကျွန်တော်တို့အနေနဲ့နားလည်မှုကိုအတတ်နိုင်ဆုံးယူထားပါတယ်ကျွန်တော်တို့အနေနဲ့ဟိုဘာကော်မလဲလုံချုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းကျွန်တော်တို့တူတက်မှုပုံမှာကျွန်တော်တို့အနေနဲ့ကြည့်မယ်တစ်ဖက်မှာလည်းပဲကျွန်တော်တို့တနိုင်ငံလုံးပြည်ခိုင်စစ်သဘောတူစာချုပ်တစ်ခုလုံးရဲ့အကောင့်ထေဖို့ဖို့မှုပုံမှာ အဲ့နှစ်ခုပေါ်မှာကျွန်တော်တို့ပေါင်းပြီးကြည့်မယ်ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ပေါ်ပြထားတယ်။ဒါပေမဲ့စာချုပ်ထဲမှာတချို့တဝက်ကိုပေါ်ပြတယ်။ကြံတဲ့တချို့တဝက်ကိုကျွန်တော်တို့ဆုံးဖြတ်ချက်အနေနဲ့ထားတယ်။မနေ့ဖန်မှာတော့ပြည်တွင်းပြည်ပအတိတ်တတွေအဖြစ်လက်မှတ်ရေးထိုးမဲ့သူတွေကိုရွေးချယ်ညှိနှိုင်းသွားမှာဖြစ်ပါတယ်။ပြည်ထောင်စုလွှတ်တော်နိုင်ငံကသူရဥရှိမန်းကအပြစ်ခတ်ရစရေးစာချုပ်အတွက်ကြိုးပမ်းနေကြတဲ့အစိုးရအဖွဲ့ UPWC နဲ့တိုင်းရင်းသားတွေရဲ့ NCCD အဖွဲ့တို့ကိုဂုံယူဝမ်းမြောက်ကြောင်းဒီကနေ့တဝင်းလွာပေးပို့ခဲ့တယ်လို့လည်းသိရပါပါခင်ဗျာ။